င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်အခုတကောင်မှာတော့စစ်မှုထမ်းပတ်စင်ဆက်လေးတခုထဲမှာတသားအသင့်900ကျော်ရှင်းလင်းစနစ်ပြင်းနေမှာတည်ဆုံပြီး200ကျော်စေကုသမကန်နေရဂျပန်စစ်ကောင်စီတပ်ကလောင်းစင်ကော်ရီးယားရှိစစ်မှုထမ်းတပ်သားတွေနဲ့စစ်မှုထမ်းပတ်စင်ဆက်လေးမှာတသားအသင့်900ကျော်မှာကချင်နဲ့ရခိုင်ပောင်းဝင်းရှင်းလင်းစနစ်ပြင်းမှာတည်ဆုံသွားခဲ့ကြောင်းစစ်တပ်သတင်းမြင့်နဲ့တည်ဆုံတဲ့အရာရှိတဲ့ပတ်စင်ဆက်လေးမှာစစ်မှုထမ်းတပ်သားတစ်တည်းအကျဉ်းသူမိသားစုထံကနေသိရတယ် စတေမာလာဆန်ရဲ့နေတင်နန်းစင်ခဲ့တဲ့စမူရန်တတာတင်တင်ကိုရှမ်းမြကချင်းကရင်ကင်းအင်းနဲ့ရခိုင်ရှင်းတဲ့စစ်မီပြင်းတွေကိုဒီကဆေလုခဲ့ရရှင်းသွဆေလုခဲ့ရတော့စမူရန်တတာတင်တင်နဲ့မှာတတန်း၅ကျော်မှတင်ဆောင်သွားခဲ့ပြီး၂၀၀ကျော်မှလည်းတရားရရရှိတဲ့ပြင်စိတ်ကူတမှုကန်နေရာကြောင်းသိရတယ်။ အပတ်စဉ်စလီကတိမ်ဆုံနဲ့ပြောင်းဆုံးစင်းင်း900ကျော်တက်တဲ့မြောက်ရီမျိုးနဲ့အာရှလန်နဲ့ကွန်ကရစ်ကွင်းကရားပြည်နယ်ဒီမော့ဆိုရှမ်းမြောက်ကြောင်းပဲကချင်ပမော်နဲ့မကွေးရခိုင်ဆက်ငဖင်းမြို့နယ်တင်းကထိတွေ့မှုတွေမှာတိမ်ဆုံနဲ့ပြောင်းဆုံးစင်းင်း900ကျော်လို့စစ်တပ်သတင်းမြစ်ခါပြောနေရှင်းရန်စစ်မြေပြင်မှာဒဏ်ရာရရှိခဲ့တဲ့ပတ်စဉ်စလီမှာစစ်မှုတန်းတပ်သားနေအောင်ကျော်မှာစစ်စေးရုံနေမှာစစ်ကုသနေပြီးဒဏ်ရာရရှိတဲ့တပ်သားတွေမှာတပ်ဆန်မိသားစုတွေနဲ့မိဘတွေနဲ့စစ်တပ်ကွင်းရရှိကြောင်းတို့ရတဲ့မိဘဆွေမျိုးတွေကိုစစ်စေးရုံကိုလာခွင့်ပြုကြောင်းသိရတယ်။ ကယားပြည်နယ်ဒီမော့ဆိုတိုက်ပွဲမှာတရားရရှိပြီးတော့လွန်ကော်မြို့စစ်စင်ရုံမှာတရားစစ်ကုသနေစစ်မှုရန်ပန်းစင်ဆက်လေးမှာတက်သားတဲ့တပ်ကလည်းအပတ်စင်ဆက်လေးမှာတက်သားတဲ့အများစုမှာရှင်းလင်းစစ်မြေပြင်ကိုဆင်လုခင်ရပြီးပေးဆောင်သူများပြားရှိနေလို့၎င်းမိဘတွေတန်ကိုအသိပေးကြောင်းကြားလာကြောင်းသိရတယ်။ စစ်တပ်ကတန်းရရှိစစ်မှုရန်တပ်သားတွေနဲ့မှခြေလက်အင်ကန်ဆုံးရှုံးသူတွေမတန်ဆန်းသူတွေသူကစစ်သားဖြစ်ပြန်လည်းမစင်ကုန်တော့ကြောင်းတို့ရရတိုက်ပွဲတွင်ပြင်မှတ်တန်းရတရရှိရဲ့ခြေလက်အင်ကန်အကောင်ပကတိရှိနေတဲ့စစ်မှုရန်တပ်သားတွေကိုစေုံမှဆင်ပြီးပြန်လည်တပ်သားလင်းရှိတဲ့တို့ပြန်လည်ပို့ဆောင်မျိုးစစ်စေုံမှပင်တည်ပေးကြောင်းသိရတယ်။အကြပ်စစ်တပ်က2024ခုနှစ်မေလကစတင်ပြီးစစ်မှုရန်ပတ်စင်တွေကိုစတင်ဖွင့်လည်ခဲ့ပြီးလဆင်လူငယ်9000ကိုစစ်သားဖြစ်စုဆောင်လာခဲ့ရယခုကစစ်မှုရန်ပတ်စင်18ကိုရောက်ရှိနေပြီဖြစ်တယ်။ ဆက်လက်ပြီးစစ်တပ်အတွေ့အကြုံရောက်ပွဲကိုနှောက်ရှန်ဟန်တားသည်ဟုဆိုကပြည်သူ64ကိုဖမ်းဆီးရယူထားပြီးပေါ်ထုတ်ရည်ရွယ်မှုတွေဆက်လက်ဆောင်ရမည်ဟုဆိုဂျန်ဖက်စစ်တပ်အတွေ့အကြုံရောက်ပွဲကိုနှောက်ရှန်ဟန်တားသည်ဟုဆိုကပြည်သူ64ကိုစစ်တပ်ကဖမ်းဆီးရယူထားပြီးရွှေကောက်ပွဲလုံးကျော်ကိုထိခိုက်စေနိုင်တဲ့လုံဆောင်မှုတွေနဲ့ဝါရဖြတ်မှုတွေကိုစုံစမ်းဖော်ထုတ်ရည်ရွယ်ထားတဲ့စစ်တပ်လောက်ကပြည်ထောင်ဝင်ကြီးဆိုသူထွန်းထွန်းအောင်ကပြောတယ် ။အော်တိုဘတ်လတဲ့နေ့ကနေပြီးတော့မှပြုတ်လုတဲ့စစ်တပ်ရွေးကောက်ပွဲလုံးကျော်ရေးဆိုင်ရာကြီးကြပ်မှုကော်မတီဗဟုကော်မတီစီဝေးမှ၎င်းကအထပ်ပါတိုင်းပြောဆိုသွားခြင်းဖြစ်တဲ့စစ်တပ်ကပြုတ်လုမဲ့ရွေးကောက်ပွဲကိုပြပြစဉ်ဤမျိုးမျိုးနဲ့ကျွလွန်သူတွေကိုဖော်ထုတ်ရေးယူခြင်းနဲ့ဆောင်ရွက်လျက်ရှိကြောင်းစွေမလာ30အနေနဲ့တနင်္ဂနွေနေ့မှာရွေးကောက်ပွဲပြပြစဉ်နောက်ဆက်သေးသူစုကပြည်သူ64ကိုဖမ်းဆီးရယူထားပြီးအမှု24ကိုဖွင့်လှစ်ထားကြောင်းသိရတယ်။စစ်တပ်ရွေးကောက်ပွဲအတွက်စစ်တပ်ပြည်သူစစ်ပြည်သူလုံခြုံရေးနဲ့ကျန်းဖတ်နေနေရဲ့ဖွင့် မိဖက်ဖွဲ့ရင်းနဲ့တူပြည်ထောင်ဝင်ကြီးဌာနလာအုပ်ရှိတပ်ဖွဲ့ဦးစီးဌာနအားလုံးကပေါင်းစပ်ညှိနှိုင်းဆောင်ပြီးဖြစ်ကြောင်းလကောင်ကဆက်လက်ပြောဆိုရယ်အကြမ်းဖက်စစ်တပ်ကယခုနှစ်ကောင်မိုင်းပြုလုပ်မဲ့ရွေးကောက်ပွဲကိုကာကွယ်ရတဲ့နှောက်ရှက်ဖြန့်စီတွေကိုထောင်နေနေဆုံး၃နှစ်ကနေထောင်နေတဲ့တကြိုနဲ့တည်နေချမှတ်နိုင်တဲ့ရွေးကောက်ပွဲတွေနှောက်ရှာဟန်တက်မှုတွေကာကွယ်ဥပဒေကိုဇူလိုင်လ၂၀ရက်နေ့မှာပြဋ္ဌာန်းခဲ့တယ် စေကောင်စီကပြဋ္ဌာန်းတဲ့ဥပဒေမှာရွေးကောက်ပွဲကိုပြပြစဉ်ဟောပြောခြင်းပြောဆိုခြင်းစီအောင်ခြင်းလုံဆောင်ခြင်းဆန္ဒပြခြင်းစာရေးသားပြောင်းဝင်ခြင်းတို့ကိုပြုလုပ်ရည်ရွယ်မှုဖြစ်ကြောင်းချိန်ချခြင်းဟန်တာခြင်းမလျော်ဩစာတုံးခြင်းနာခြင်းစေခြင်းအပြင်းထန်နာခြင်းစေခြင်းလူစုလူဝေးနဲ့ကန့်ကွက်ခြင်းလူတည်ဆုံးခြင်းတွေဖြစ်ပေါ်လာပါကပြစ်မှုကိုလိုက်ပြီးအ ਨੇ ဆုံးထောင်နဲ့သုံးနှစ်ကနေအများဆုံးထောင်နဲ့တက်တက်တချို့နဲ့အသေးတံတို့ကိုချမှတ်မိဖြစ်ကြောင်းသိရတယ်။ လက်လော့ပြည်သူတွေကိုစစ်တပ်ကအရေးယူအမရွေကောက်ပွဲတွေကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှာကာကွယ်ရေးဥပဒေပုံမှန်23ကာကြီးနဲ့အရေးယူထားပြီးအစိုးရပုံမှန်မှာရွေကောက်ပွဲဆိုင်လုပ်ငန်းစဉ်တွေကိုဖြစ်စေလုပ်ငန်းစဉ်ရဲ့တစိုက်တေတာကိုဖြစ်စေပြပြစဉ်ဟောပြောခြင်းပြောဆိုခြင်းစီယုံခြင်းလုံဆောင်ခြင်းဆန္ဒပြခြင်းတို့မဟုတ်ဆိုင်ရေးတာဖြန့်ချိခြင်းတို့ကိုမိတိနီးနဲ့မှမပြုရဘဲအစိုးရတာမြင့်ချက်ကိုဖောက်ဖျက်ကျူးလွန်ကြအောင် ပြစ်မှုထင်ရှားစီရင်ခြင်းခံရရင်ထို့သူကိုထောင်နဲ့နေဆုံး၃နှစ်ကနေအများဆုံး9နှစ်ထိချမှတ်ရမယ်ဖြင့်ငွေနဲ့လဲချမှတ်နိုင်ကြောင်းပြဋ္ဌာန်းနေ တင်မလာ၂၄ရက်နေ့မှာလည်းကရင်ရိုကတော်ဘတော်စောက်ွက်ထွင်းပါဝင်ဖွဲ့ဝင်၃အေတပ်ဖွဲ့ချင်းပြည်နယ်ဆင်းနဲ့ဆွေအဖွဲ့ဝင်၁၉တောင်းနဲ့ခေတ်သစ်မီဒီယာတို့ကိုစစ်တပ်ကရွေးကောက်ပွဲနောက်ရှင်ဟန်တာမှုဥပဒေပုံမှန်၂၃ကာကြီးနဲ့အမှုဖွင့်ထားကြောင်းစစ်ကောင်ရှင်ကထုတ်ပြန်ကြေညာတယ်။ဆက်လက်ပြီးဂါဇာမှာပုံကျဲနေရာချက်ချင်းရပ်ထားဖို့အစ္စရေးကိုထရန်ပြောဂါဇာကမ်းမြောင်ဒေသမှာပုံကျဲနေရာကိုရပ်ထားဖို့အစ္စရေးကိုအမေရိကန်သမ္မတဒေါ်နယ်ထရန်ကတောင်းဆိုလိုက်တယ်။ ဂါဇာခြေစိုက်ပါလက်စတိုင်းပြည်သားဖွဲ့ဟာမတ်စ်ကထရန့်ကိုရိုင်းဆိုပြုထိုင်ငင်းချိုင်းစီမံတွေကိုလက်ခံဆွေးနွေးဖို့မိစိန်ပြလိုက်တဲ့နောက်ထရန့်ကလည်းမဟာမိတ်အစ္စရေးကိုခုလိုကန့်လန့်ထားလို့ဆိုပါတယ်ဟာမတ်စ်တွေကအစ္စရေးတစားကအလုံးကိုပြန်လည်လှည့်ပြန်ပေးဖို့ထရန်တောင်းဆိုမှုကိုလက်ခံခဲ့ပြီးအဲ့ဒီအတွက်ဆွေးနွေးမှုတွေစတင်မယ်လို့ကြေညာခဲ့တဲ့နောက်ငင်းချိုင်းဆွေးနွေးမှုကရှေ့တုန်းနိုင်မဲ့အလားအလာတွေတွေ့လာရတယ် ထရန်အစ်စနေနဲ့ဟာမက်ဂျာမှာပြည့်ခတ်ရဲ့သဘောတူညီပေါ်ထုံးလောင်းကာတာအီဂျစ်ဆွေးအိုင်နဲ့တူဂျောင်းဝင်ညှိနှိုင်းပေးနေရပါထရန်ကစစ်ရဲစဲနိုင်ရေးအတွက်အချက်၂၀ပါဝင်တဲ့သူ့ရဲ့ကံလန်တောင်းဆိုချက်တွေကိုအစ်စရေးနဲ့ဟာမက်တို့စီပြဖို့ထားခဲ့ပြီးအဲ့ဒီတည်းကပထမအဆင့်ပြည့်ဟာမက်ကအစ်စရေးတစားကနေကိုပြန်လွတ်ဖို့အစ်စရေးကလည်းကာဇာမှာပုံကျဲနေရရက်ဖို့ဆိုတာတွေကိုစတင်ရုံလင်းပေါ်လာမဲ့ခြေနေမြင်နေရပြီဒါပေမဲ့ဟာမတ်စာကာဇာကိုကြီးစိုးအုပ်ချုပ်မှုကနေစွန့်ခွာမယ်ဆိုတော့နောက်ဆက်တဲ့အဆင့်တွေကိုတော့ဟာမတ်ဘက်ကနေလက်မခံသေးပဲနောက်ပိုင်းစနစ်မှုတွေဆက်လက်လှုပ်ရှားမယ်သဘောပါပဲ ၂၀၂၃အောက်တိုဘာ9ရက်နေ့မှာဟာမတ်စ်တွေကအစ္စရေးနယ်ဇက်ကိုကျူးကျော်တိုက်ခိုက်ပြီးအစ္စရေးနိုင်ငံသား1,200လောက်ကိုတပ်ဖြတ်ဒဇာကန်၂50ဝန်းကျင်ကိုကာဇာပိုင်နဲ့တပ်ဖြတ်စီသွားခဲ့ရတာနဲ့စစ်ပွဲအစပြုခဲ့တာဖြစ်တယ်။အဲဒီစစ်ပွဲတွေအစ္စရေးဘက်ကလည်းကျဉ်းကျဉ်းတနက်ကြိုက်တဲ့တုံ့ပြန်မှုတွေကြောင့်ကာဇာမှာရက်သားအများအပြားပေါင်းပြီးပါလက်စတိုင်း6,600ကျော်တည်ဆုံခဲ့ပြီးဖြစ်ပါတယ်။ ဆက်လက်ပြီးတော့တက်ပြောင်းတက်လွဲလုပ်ပြီးပြန်လာတဲ့စစ်ကားတွေတရမင်းလုံးလိုက်ပါမှာချုပ်ကိုတိုက်ခိုက်ခဲ့အစစ်သားနောက်တေးပြီးဘုံနဲ့တူတက်ချက်ပါခုနောက်တရားရမကွေးတိုင်းတည်မြုံနယ်တမှာတက်ပြောင်းတက်လွဲပြုလုပ်ပြီးပြန်လာတဲ့စစ်သားတွေကိုဖြောက်ကြတိုက်ခိုက်ရာကျပ်ဖက်စစ်သားနောက်တေးဆုံးပြီးဘုံဆင်းရှိသူနယ်တူတက်ချက်အပောင်းဝင်ခုနှစ်ယောက်ထိခိုက်တယ်ရလို့ပမာဖြစ်ကားကိုတဲ့ USB ရဲ့တရင်နဲ့ပြန်ကြိုက်တောင်းကန်ကိုတောင်ချူကပြောတယ်အော်ဒီဘလာတို့မနေ့ကညနေပိုင်းမှာမင်းတို့မျိုးနဲ့ကြောက်တိုင်တိုက်နယ်စေယုံစစ်တပ်ကိတ်စကန်ကာကနေတွေ့ပြောင်းတော်လဲလုပ်ပြီးပြန်လိုက်ဂျပန်စစ်ကော်မရှင်တဲ့အကနစီကိုတရမင်းတို့လမ်းပိုင်း ပဲမကန်းရွာလမ်းပေါက်တွေဒေါ်လေးတွေတွေချုပ်ကိုတိုက်ခိုက်ခဲ့တဲ့ဆိုပါစစ်ကားတွေကမင်းတို့မြို့နဲ့ကြောက်တိုင်တိုင်နယ်စစ်အုပ်တွေတက်ဆွဲထားတဲ့စစ်အုပ်စုနဲ့တပြားတက်လည်ပြည်လို့ပြီးကပ္ပဆာစနစ်ရှာကိုပြန်လာချိန်မှာတိုက်ခိုက်ခံရဖြစ်ပါတယ်။တိုက်ပွဲတွေဂျပန်စစ်ကော်မရှင်တပ်သားနှစ်ယောက်သေဆုံးပြီးပုံအဆင့်ရှိသူတယောက်နဲ့ကပ္ပဆာနှစ်ကဒုတိယအဆင့်ရှိသူခုနှစ်ယောက်ပါဝင်ခုနှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။အဲဒီတိုက်ခိုက်မှုကိုဗမာပြည်ကကွဲတဲ့ USP ကလုံဆောင်နေတာဖြစ်ပြီးအထူးကံရှိဆုတ်ခွာနိုင်ခဲ့လို့သိရတယ်။ မြမပြေကကွဲတဲ့ USB ရဲ့တပွက်အနေနဲ့အခုရက်ပိုင်းတွေကတရက်မင်းတုံနဲ့မင်းလာမြွနဲ့အတွင်းကလမ်းပိုင်းတွေမှာဆေးလုံရှာမှုတွေမကြောင်ကနေပေါ်ဆောင်နေရဖြစ်ပြီးအစိုးရမြွနယ်တွေကစစ်တပ်ထုတ်ကော်ရောင်းချနေမှုတွေကိုစစ်စစ်ထိန်းချုပ်နေရလို့သိရပါတယ်။ဆက်လက်ပြီးတီပွဲမြွနယ်မင်းတပ်မျိုးကိုယနေ့မနေ့အစိုးရစစ်တပ်ကလေနဲ့ဘုံတွေချေချမှုပြည်သူတုံးပြင်းနေတဲ့ရပြီးနေအများပြက်စီရှမ်းပြည်နယ်မြောက်ပိုင်းတီပွဲမြွနယ်ချင်းပြည်နယ်မင်းတပ်မျိုးတို့ကိုစစ်တပ်ကယနေ့မနေ့ပိုင်းလေနဲ့ဘုံတွေချေချခဲ့ကြောင်းဒေသပြည်သူတွေနဲ့တပ်ဆိုင်တော်လိုက်တပ်ဖွဲ့တွေထုတ်ပြန်ကြရသိရတယ်။ အော်တဘလ၄ရက်နေ့မနက်9:49မိနစ်ချိန်ဂျပန်စစ်တပ်ကဒီဝါမြို့နယ်တွင်းရှိနန်ဟူနွဲရာနဲ့ဂေါ်ရန်ကျဲရကြားသို့လေယာဉ်နဲ့ပုံကျဲခဲ့ကြောင်းစစ်ဘပုံကျဲမှုကြောင့်ထိခိုက်မှုတစုံတရာရှိရလို့မကြသေးရသေးပဲလက်ကွင်းပြင်နယ်ကိုပုံကျပကွက်ခဲ့ကြောင်းဒီဝါမြို့ဒေသပြည်သူတို့ကပြောတယ်။နန်ဟူနွဲရာနဲ့ဂေါ်ရန်ရာကြားကလက်ကွင်းနဲ့မှာပုံကျပကွက်လို့သိရတဲ့ထိခိုက်ရှယ်လို့မကြသေးဘူးမြို့ပေါ်ကိုကြတာမဟုတ်ဘူးလို့ဒီဝါဒေသပြည်သူတို့ကပြောတယ်။ အော်တိုဘလာနေ့နေ့ည7:55မိနစ်ချိန်စစ်တပ်ကတီဘောမြို့ကိုလေယာဉ်နဲ့ပေါင်900ဘုံနှလုံးချေချတိုက်ခိုက်တဲ့ဖြင့်တီဘောမြို့နယ်စာဖိတ်ကြာရှိကုမုဒရာဟိုတယ်မှာအဆောင်တစ်ခုတိုက်ခိုက်ပျက်စီးသွားခဲ့တယ်။အလားတူယနေ့အော်တိုဘလာလေယာဉ်နေ့မနက်7:23မိနစ်ချိန်နဲ့တနာရီ34မိနစ်ချိန်တို့မှာချင်းပြည်နယ်မင်းတပ်မြို့နေရာနှစ်နေရာကိုလေကြောင်းတိုက်ခိုက်မှုနဲ့ချိန်ပြုလုပ်ခဲ့ကြောင်းထို့လေကြောင်းတိုက်ခိုက်မှုတွင်ပြည်သူနေထိခိုက်ပျက်စီးမှုရှိခဲ့ပြီးပြည်သူသုံးအပြည့်တရာတရာရရှိခဲ့ကြောင်းစီရဲမင်းတပ်သင်းပြန်ကြိုင်နဲ့မှတ်တမ်းဌာနကတင်ထုတ်ပြန်ထားပါတယ်။နောက်ဆက်အောင်ပြကြရတဲ့ထုတ်ပြန်ကျေးဇူးတင်ရှိပါရရှင်။